င်္ဂလာပါရှင်။တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်။ဒီအစီအစဉ်ကိုဒဝဝအဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်းလုံးကညုံကျုံးကိုစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေထွက်ပြေးနေရတဲ့သတင်း။ဒဝဝတိခိနယ်ဆက်တလျှောက်ကို KNU ထိန်းချုပ်ထားတဲ့သတင်း။မူရုံတံပြူစရကားလမ်းပိုင်းမှာစစ်ကောင်စီကတပ်ရင်အားတိုးထားလို့ဒေသခံတွေစိုးရိမ်နေတဲ့တဲ့ ဘန်ကောက်နီးကဈေးထဲမှာထိုင်းရဲဝင်ဖမ်းလို့မြန်မာအပါဝင်20ဦးဖမ်းဆီးခံရတဲ့အကြောင်းဒဝဲခရိုင်မှာဥယျာဉ်ခြံတောထွင်ခါဈေးတွေထပ်တက်လာတဲ့သတင်းနဲ့ရွှေနဲ့ဗန်ဈေးသတင်းတွေကိုတင်ဆက်ပေးပါမယ်။လောင်လုံးမြို့နယ်ကညုံကျွန်းကျေးရွာကိုဒီကနေ့ဂျွန်လ17ရက်နေ့လယ်12နာရီဝန်းကျင်မှာတနက်တွေပစ်ခတ်ပြီးစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်းလေရင်တစင်းဒဝဲမြစ်ကမ်းတစ်လျှောက်ကိုပြန်တန်းလာပြီးကညုံကျွန်းရွာအနီးကိုဘုံကျဲခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါဗါးအဲ့ဒီနောက်ဒဝဲမြစ်အတိုင်းစစ်သည်မော်၃စင်းရောက်လာပြီးကညုံကျွန်းရွာကမ်းနားမှာစိုက်ကပ်ပြီးရွာထဲကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါဗါးကညုံကျွန်းရွာနဲ့အနီးနားဝင်းကျင်ကျေးရွာကဒေသခံတွေကတော့မိုးလေကြားထဲကနေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါဗါးဒေသခံတချို့ကတော့အခြေအနေကိုစောင့်ကြည့်ပြီးအိမ်မှာပဲဆက်ရှိနေတယ်လို့ဆိုပါဗါး ဂျော်လာ၁၂ရက်ကလည်းကညုံကျွန်းရွာတဲကိုလက်နက်ကြီးနဲ့နှစ်ကြိမ်ပစ်ခတ်ခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ငရဲနီစခန်းကတပ်ဖွဲ့ဝင်တွေဂျော်လာ၁၂ရက်ကထိုင်းဘက်ကိုစခန်းစွန့်ခွာထွက်ပြေးသွားပြီးတဲ့နောက်ဒဝဲမြို့နယ်ထီကီနယ်စပ်တလျှောက်ကိုကရင်မျိုးသားအစီယုံ KNU ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ KNU တပ်မဟာလေးဗိဒ္ဓဝဲ KNU ထံကနေသိရပါဗျ။ ငရက်နီစကန်းဟာဂျွန်လ10ရက်က KNU နဲ့တော်လိုင်းရေးပူပေါင်းတက်တွေတိုက်ခိုက်သိမ်းယူလိုက်တဲ့အမိုနယ်ဇက်ပွိုက်2566လို့ခေါ်တဲ့ဘော်ဒီစကန်းရဲ့မြောက်ဘက်မိုင်20အနီးဘက်အကွာမှာတည်ရှိပါတယ်။အဲဒီစကန်းမှာစစ်ကောင်စီရဲ့ခလာရ25ခြေလျင်တက်ရင်ကတက်ဖွဲ့ဝင်အင်အား20ခန့်အထိုင်ချထားတယ်လို့ KNU တက်မဟာလီဗိတ်တော်ဝဲခရိုင်တွင်ရင်မှုပဒုစောရနာကပြောပါတယ်။ KNN အနေနဲ့ PDF ပူးပေါင်းတပ်တွေ လာတိုက်မှာကိုကြောက်ပြီးထိုင်းဘက်ကိုထွက်ပြေးသွားတာဖြစ်တယ်လို့ပထိုလ်စောရဲနာကပြောပါရယ်။ထိုင်းမြန်မာထိခိနယ်စပ်တစ်လျှောက်မှာရှိတဲ့ထိထဗျူဟာစခန်းကုန်းကို April 16ရက်ကသိမ်းယူခဲ့ပြီးမေလ9ရက်မှာထိခိနယ်စပ်စခန်းဂျွန်လာ၁၀ရက်မှာဘော်ဒီနေဆက်စခန်းကို KNU တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။အခုနောက်ဆုံးကြန့်ရှိတဲ့ငရက်နီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတာကြောင့် နယ်ဇက်တလျှောက်ကိုထိမ့်ချုပ်ထားနိုင်ပြီဖြစ်တယ်လို့ KNU ထံကနေသိရပါဗျ။ဒဝဲတီကီနယ်ဇက်ကုံသွေးကြီးလမ်းတလျှောက်မှာမြစ်တာကြောင်မဲတောင်ပခါရီစခန်းတွေကျန်ရှိနေပြီးရေပြူမျိုးနယ်အရှိတ်နယ်ဇက်မှာစစ်ကောင်စီရဲ့ဒုခစခန်းနဲ့နိုင်အိမ်တောင်စခန်းတွေကျန်ရှိနေပါသေးတယ်။မွန်ပြည်နယ်မူးတုံမြို့နယ်မူးတုံတန်ဖြူစရကားလမ်းပိုင်း နှီပတော်ရောင်းတောင်းကွာလာကျေးရွာတလျှောက်မှာစစ်ကောင်စီတပ်အင်အားအလုံးအရင်တိုးချထားတဲ့အတွက်တိုက်ပွဲထပ်ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ဂျွန်လ17ရက်နေ့ကမူးတုံတံပြူစရကာလန်ပိုင်းရောင်းတောင်းကျေးရွာနဲ့နှီပတော်ကျေးရွာကြားမှာအင်အား30ခန်းရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးလာတဲ့ကားတစ်စီးကိုရမညမွန်တပ်တော်ကရောင်းတောင်းကျေးရွာနဲ့နှီပတော်ကျေးရွာကြားမှာဂျားဖြတ်တိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တနအိခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက်တိုက်ပွဲကိုရမညမွန်တက်တော်ဘက်ကလက်ဦးမှုရယူခဲ့တာကြောင့်စစ်ကောင်စီတပ်ဖက်ကထိခိုက်သေးဆုံးမှုများတယ်လို့ရမညမွန်တက်တော်ဘက်ကထုတ်ပြန်ထားပါတယ်။ရမညမွန်တက်တော်ဘက်ကလည်းတိုက်ပွဲအတွင်းဒုဗိုလ်တဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်ကားတွေရောက်လာပြီးကားလန်တလျှောက်ကိုစစ်ကောင်စီကတက်အင်အားတိုးချထားတာကြောင့်တိုက်ပွဲထပ်ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြတာပါ။ ကာလန်ဘေးမှာလည်းတက်ဆွဲထားသလိုကာလန်တလျှောက်ကင်းမုံဝင်နေတာတွေလည်းရှိတယ်လို့ဒေသခံတွေနဲ့လမ်းသွားလမ်းလာတွေကပြောပါဗျ။ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးကနွန်ထပူရီခရိုင်ဈေးထဲကိုဂျွန်လ23ရက်နေ့မှာဝင်ရောက်ဖမ်းဆီးရာတရားမဝင်အလုပ်လုပ်ကင်နေတဲ့မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား20ဦးဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျ။ ီကနေ့နဲ့နဲ့တနာယီခန့်မှာနွန်ထပူရီခရိုင်ဘန်းရိုင်ညစည်းကိုရဲတပ်ဖွဲ့နဲ့လာဝကအဖွဲ့တွေအပအဝင်ထိုင်းအာနာပိုင်250ခန့်ကဝင်ရောက်စစ်ဆေးရာမှာဖမ်းဆီးခင်ရတာဖြစ်ပါတယ်။ဈေးထဲမှာလွတ်လွတ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေအပအဝင်နိုင်ငံခြားသား400ရဲ့အထောက်ထားတွေကိုစစ်ဆေးခဲ့ရမှာအလုသမား20ဦးကတရားမဝင် အလုလုကိုင်နေတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ ဖန်စီခင်ရသူတွေဟာမြမ15ဦး၊လာအို4ဦးနဲ့ဗီယက်နမ်နိုင်ငံသား2ဦးတို့ပါဝင်တယ်လို့သိရပါဗျ။ဂျွန်လ9ရက်နေ့ကထိုင်းနိုင်ငံတောင်ပိုင်းစွန်ခရာခရိုင်ဟတ်ရိုင်ဒေသမှာရှိတဲ့လုပ်ငန်းခွင်ထဲမှာလည်းမြမနိုင်ငံသား14ဦးဖန်စီခံခဲ့ရပြီးဂျွန်လ17ရက်နေ့ကလည်းချွန်ပူရီမှာရှိတဲ့လုပ်ငန်းခွင်တွေမှာမြမ15ဦးဖန်စီခံခဲ့ရပါသေးတယ်။တဝဲခရိုင်မှာရောဘာကွန်တီဥယျာဉ်ချံတောထွင်ရှင်းလင်းခဈေးထက်တက်လာတယ်လို့ ဥယျာဉ်ထံလုပ်ငန်းလုပ်ကင်တဲ့သူတွေကပြောပါရယ်ပြီးခဲ့တဲ့နှစ်ကဆက်နဲ့လူတရက်9ရံခ4000ခွဲကနေကြက်9000ရှိပြီးအခု2025ခုနှစ်မှာတရက်9ရံခ9000ကနေ6000ကျပ်အထိ ဖြစ်လာတယ်လို့ဆိုပါရယ်ဥယျာဉ်ထံတောထွင်ခ9ရံဈေးမြင့်တက်လာတယ်လို့စက်သုံးစီစီကြီးမြင့်လာမှုကြောင့်တစ်နှစ်ကိုနှစ်ကြိမ်တောထွင်ရမယ့်နေရာမှာတစ်ကြိမ်သာထွင်တဲ့သူတွေရှိလာတယ်လို့ဆိုပါရယ် နယ်မြေအေးချမ်းတဲ့ဒေသတွေမှာ73စီတကားလန်ကို2000ကျပ်၊နယ်မြေမအေးချမ်းတဲ့ဒေသတွေမှာ73စီတကားလန်ကို3000ကျပ်ရှိတယ်လို့ဥယျာဉ်ခြံရှင်တွေကပြောပါဗျ။တချို့ဒေသတွေမှာဥယျာဉ်ခြံတောထွင်ခဈေးနှုန်းဟာပြီးခဲ့တဲ့နှစ်ကထက်ကျပ်9000ဈေးတက်လာပြီးတချို့ဒေသတွေမှာတော့ကျပ်1000ဈေးတက်လာတယ်လို့ဆိုပါဗျ။အလုသမားငားယံခနဲ့73စီဈေးမြောက်နေပြီမဲ့ကွန်တီအမှုဈေးကတော့တပိတ်တာကို3000ကျော်၊တလုံးကိုကျပ်20ကျော်သာရှိတာကြောင့် ခြံရှင်တွေမှာတွက်ချေမကိုက်ပဲဖြစ်နေတယ်လို့ဆိုပါတယ်။ရန်ကုန်ဈေးကွက်မှာခောက်ရွှေတစ်ကြက်သားကို89သိန်း5000ကျပ်နဲ့ဈေးဖွင့်ထားပါတယ်။ဒဝယ်ဈေးကွက်မှာတော့ရန်ကုန်ဈေးကွက်ကိုအခြေခံပြီးအခောက်ရွှေဈေးဟာကြံရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါတယ်။ထိုင်းပန်းငွေလဲနှုန်းကတော့မြန်မာငွေတသိန်းကို840ဘတ်နဲ့ဈေးဖွင့်ထားပါတယ်ရှင်။အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝဲအဖွဲ့သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါရရှင်